ဒီနေ့မှာတော့အီတလီဖွားဖွားရင်အိမ်မှာအများရန်ချက်ကျွေးနေကြဖြစ်တဲ့စပါဂက်တီခေါက်ဆွဲကြော်တဲကတမျိုးဖြစ်တဲ့လေးလာအကြာစားသိထားတဲ့အန်ရှိုဗီစ်ငါးလေးတွေကိုဒီမှာအသုံးပြုမှာဖြစ်ပါတယ်ရှင်။ကဲအရင်ဦးဆုံးကျမတို့ချက်သွန်ဖြူလေးတွေကိုပါပါလိမ့်မယ်။စားသိခဲ့တဲ့အန်ရှိုဗီစ်ငါးလေးတွေကိုတေးချရေစေးထုတ်ပြီးတော့မှရရှိလာတဲ့ငါးအဖက်လေးတွေကိုပါပါလိလီးပြီးတော့မှထည့်ပါမယ်။အီတလီနန်နန်ကိုလည်းအနည်းငယ်အသုံးပြုပါတယ်။စားသိထားတဲ့အန်ရှိုဗီစ်ငါးလေး ေးတွေဆိုတာကဒီလိုလေးတွေပါရှင်အိမ်မှာကတော့အဖိုးအဲ့လိုလေးတွေလုပ်ပြီးတော့မှလေးလာကြလာပြီးဆိုလို့ရှိရင်အခုကြော်တဲ့ခေါက်ဆွဲထဲမှာပြန်ထည့်လေးရှိပါတယ်ရှင်ပြီးသွားရင်တော့ကျမတို့ခုနကလှုပ်ထားတဲ့ထဲမှာ cherry tomato လေးတွေထည့်မယ်ခင်းချင်တဲ့အသေးစားပေါ့နော် ပြီးသွားပြီဆိုလို့ရှိရင်မြုပ်တီခွဲချမ်းမုန့်လေးရေရေအနေငယ်ထည့်ပြီးတော့မှသူတို့တွေကိုကျမတို့ကကျက်သွားတဲ့အထီးကိုအပူပေးထားလိုက်ပါမယ်ချက်ပေးလိုက်ပါမယ်နော်ပြီးရင်တော့ကျမတို့ဒီဘက်မှာ တူနာထည့်ပါမယ်ရှင် င်တူနာငါးလေးတွေကိုတော့ကျမတို့ကတိတိလေးတွေဖြစ်သွားအောင်ဇွန်လေးနဲ့နည်းနည်းလေး အာချစ်လိုက်ပေါ့နော်အဲ့ဒါလေးတွေကိုကျမတို့ကအသုံးပြုပြီးထည့်ပါမယ်။နောက်တစ်ခုအနေနဲ့စပါဂက်တီလို့ခေါ်တဲ့ခေါက်ဆွဲချောင်းလေးတွေကိုသွားပြုတ်မှာဖြစ်ပါတယ်ရှင်။သူ့ကိုကျမတို့ရင်နွေးထဲမှာစားလေးအနေငယ်ထည့်ပြီးတော့မှခေါက်ဆွဲသားကိုမိမိကြိုက်နေတတ်တဲ့အနေအထားအထိပြုတ်မှာဖြစ်ပါတယ်။ပြော့ပြော့လေးကြိုက်တယ်ဆိုလို့ရှင်အပြော့ရတဲ့အထိပြုတ်ပေါ့နော်။ဒါပေမဲ့အီတလီလူမျိုးအများစုကတော့သူတို့တွေကနည်းနည်းမမလေးစားလေးရှိပါတယ်ရှင်။ခေါက်ဆွဲရအရသာကိုသူတို့တွေကအဲ့လိုမမလေးစားရင်ပို့ပြီးတော့ မှာကောင်းတဲ့အတွက်ကြောင့်မလို့ပါရှင် ကဲကျမတို့မြင်မှာအကျိုက်ဆိုလို့ရှိရင်တော့ပြောတဲ့အထိပြုတ်ပေါ့နော်ပြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ခဏတော့ငါချက်ထားတယ်ခင်းကျင်ဒီငါအနစ်လေးတွေကိုထည့်ပြီးတော့မှအားလုံးကိုရောသွားအောင်တမအောင်မွေပေးလိုက်ပါမယ်ရောပေးလိုက်ပါမယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့ anchovies ငါ2လားခင်းကျင်ဒီနဲ့ကြော်ထားတဲ့ spaghetti ခဆွဲကျော်လေးကိုရရှိလာမှာဖြစ်ပါတယ်သူကိုစားကန်နီလေးမှာအပေါ်ကနေ cheese လေးနဲ့အုပ်အရန်ကောင်းပါတယ်နောက်တစ်ခုအနေနဲ့ကျမရဲ့ channel က 20k follower ပြည့်ခါနီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ 20k follower ပြည့်တဲ့ရကြလို့ရှိရင်တော့အခုပုံပါ Lavio Lee လို့ခေါ်ရဲ Pasta လုပ်နေတဲ့မျိုးကိုအဖွားကိုတိုင်းချက်ပြပြီးမှဖြစ်ပါတယ်ရှင်အားလုံးပဲကျွန်မရဲ့ channel လေးကို like share follow လေးလုပ်ထားပေးကြပါ Gracias Milenoni ချာချာအားလုံးကိုကျေးဇူးပါ Bye bye